များလုံးမင်္ဂလာခင်ဗျဒီနေ့မှာတော့ကျွန်တော်ကဝမ်းမာဝင်ထိုးနေတဲ့ fighter တွေကိုဝေဖန်ထောက်ပြတဲ့အကြံပြုတဲ့ပိတ်ဆံမျက်နှာတစ်ခုနဲ့ပတ်သက်ပြီးတော့တချို့သောတာဇံပရိသတ်တွေကနေအမလေးဘလို့ဖြစ်လိုက်တာညာလို့ဖြစ်လိုက်တာအာ fighter တွေဘက်ကပဲဝန်းရံတယ်လို့လို့ဘာလို့လို့နဲ့သူတို့ကဘာတစ်ခုမှမသိဘဲနဲ့ဝင်ပြောတာဟာ fighter တွေကိုချစ်တာမဟုတ်ဘူးအဲ့ဒါနှစ်နေတာ အဲ့လိုတာဇန်လူပြိမ့်တွေရဲ့ဇကားတွေမှာအဲ့တာဇန်လူပြိမ့်ပြိတ်သက်တွေရဲ့လက်ခုပ်တန်တွေမှာตาယာလွန်းရင်ညီမဖိုက်တာရဲ့ရှေ့ရဟာအလားအလာမကောင်းနိုင်ဘူးဆိုပြီးတော့သုံးသက်ဆွေးနွေးပေးဖို့ပြင်ဆင်ထားပါတယ်ဗျဒီနေရာမှာကျွန်တော်စကလုံးတစ်လုံးသုံးပါမယ်တရှို့တော့တာဇန်လူပြိမ့်ပြိတ်သက်လို့သုံးပါမယ်တရှို့တော့အားလုံးမဟုတ်ပါဘူးပြိတ်သက်တွေထဲမှာကျွန်တော်တို့အခုပြောနေတဲ့လူတွေထက်တောင်မှထူးရှင်တဲ့သူတွေရှိပါတယ်တရှို့ပြိတ်သက်တွေရဲ့မှတ်ချက်တွေဝေဖန်စကားတွေကို ကျွန်တော်တို့ကိုယ်တိုင်လိုက်ဖက်ပြီးတော့ပညာယူရပါတယ်တချို့တချို့သောသူတွေကကျွန်တော်တို့ထက်တောင်မှပွဲကြည့်နှုံပို့ပြီးမြင်မှပါတယ်ဟုတ်ရင်မြန်မာလောကီပွဲတွေလည်းကြည့်ခဲ့တယ်ဝမ်းဆိုရင်လည်းကိုယ်တွေထက်တောင်မှအရင်ကိုယ်တွေထက်ပို့ပြီးဖိုက်တာအစုံသူတို့ကြည့်ခဲ့မှုတွေသူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကတက်ကြီးဝါကြီးတွေအများကြီးရှိတယ်စရင်းတကြား analysis လုပ်ပြီးတော့ပြောနေလူတွေရှိတယ်အဲ့လူတွေကိုကျွန်တော်တို့ပညာယူရပါတယ်ကျွန်တော်တို့တောင် continuous learning သင်လို့မဆုံးသေးပါဘူးအဲ့တော့အဲ့ဒီလိုပညာဉာဏ်ပြည့်ဝတဲ့ ဖြတ်တတ်မှုမြင်မာတယ်ဆိုတဲ့ပြိသက်တွေကထောက်ပြတဲ့အချိန်မှာလူပြင်းကြိုက်ပြိသက်တွေကျွန်တော်ပြောတဲ့တချို့သောလူပြင်းကြိုက်ပြိသက်တွေဟာဘာပြောလဲဆိုအာဒါမနာလို့လို့ပြောနေတာအခု online သက်မှာဝေပင်းနေတာမင်းတို့ကဝေပင်းနေတာအဲအဲ့လိုဝေဖန်နေတာထောက်ပြနေတာအဲ့တော့နိုင်ငံခြားမှာတော့ဝေဖန်တာထောက်ပြရတယ်အများကြီးရှိတယ်ဝေဖန်သူထောက်ပြသူတိတန်အောင်ထားသေးတယ်ပွဲစဉ်တစ်ပွဲပြီးဝေဖန်သူထောက်ပြသူနဲ့အဲဥပမာရုပ်ရှင်ဆိုရင်လည်းရုပ်ရှင် ဒီရုပ်ရှင်ကအရန်ကောင်းပါလို့လူပြောနေတခါလေဝေဖန်ထောက်ပြသူတွေကထောက်ပြတယ်အများကြီးကျွန်တော်နားထောင်ရတယ်အဲ့လိုပဲ fight ပွဲတွေဘောလုံးပွဲတွေမှာဝေဖန်ထောက်ပြသူတွေအများကြီးပဲတချို့ fighter တွေတန်းနဲ့ရှိပြီးရနေတဲ့ fighter တွေတော့မှဝေဖန်ခံရတာမလို့ဘူးဘလို့ဝေဖန်လဲတချို့တွေဆိုလိန်ပြီးလာအောင်နေတာတချို့ဝေဖန်သူတွေပြောတယ်ဒီကောင်ရှေ့မှာဘဏ္ဍာဝဲထိုးထားပြီပွဲထိုးထားရဲ့တားနဲ့အခုဒီလောက်ရက်ကက်ကက်လေးမှာဒီကောင်လာပြီးထိုးတယ်ဆိုတာငွေလိန်ယူတာဘာမှထိုးခံနိုင်တဲ့အကြောင်းမပြောဒီကောင်လဲမှာပဲ တကယ်လဲလဲပို့ပြောတယ်ဟောကပြောတယ်မဟုတ်လားလဲမယ်လို့စတဲ့ကပြောတယ်သူကဘာမှမဟုတ်ပြိဿကိုလာပြီးညာပြီးသူ့နာမည်ကိုရောင်းစားပြီးငွေယူနေတာပြောတယ်အဲ့ဒါအဲ့ဒါတွေကိုခံရတယ်ဝေဖန်မှုတံကိုခံရပါတယ်အခုတော့မဟုတ်ဖိုက်တာတွေရဲ့အစအောက်မှာသူတို့က follower ရှိတယ်ပြိဿရှိတယ်ဆိုပြီးတော့အာဒီ page ကဒီလိုထောက်ပြနေတယ်ဒီလိုပြောနေတယ်ဒီလိုပြောပါအောင်ဆိုတာမျိုးသူသွားလုပ်တယ်ဟုတ်မှာမဟုတ်တာရေးသားတွေကိုဖတ်ရပါတယ်တေချာဖတ်ချူလေ့လာပြီး ။ဩဘယ်စကလုံးလေးနဲ့သုံးတာတော့ဗျာနည်းနည်းလုံတာပေါ့။ဘယ်လိုလေးသုံးပေးပါလားဗျာ။အဲ့လိုဆိုရင်တော့ဗျာခံတာတာပေါ့။အခုအကူကလည်းပြောလိုက်တာပိတ်တလေးနဲ့ဘေးပစ်ကြီးတစ်ဖက်နဲ့တစ်ဖက်နဲ့လုံးဝဒါလေးစားမှု respect ရအောင်ခပကလည်းအာဗျာဟုတ်တယ်ကျွန်တော်ဒီလိုရေးမိလိုက်တာဗျာဘယ်လိုစိတ်လေးနဲ့ကြောင့်ကျွန်တော်ရေးမိလိုက်တာကျွန်တော်လည်းဖြစ်စေကျွန်တော်ရေးလိုက်တာဗျာ။ဒီလိုဖြစ်သွားရင်တော့တောင်းအောင်ပါလေဗျာနောက်တစ်ခါဆိုရင်ကျွန်တော်စကလုံးရွေးမယ်ဗျာဆိုအားလုံးကအေးဆေးဖြစ်သွားမယ်ဟာလေဒါပေမဲ့သူရေးတာမှန်ရင်လည်း ်အာထောက်ပြရတော့မှန်တယ်အရန်ကောင်းတယ်ကျွန်တော်မှပြင်ဆင်ရမှာဒါရရှိရလိုအပ်ချက်တွေရှိရဆိုတာကိုပြင်ဆင်ရမယ်အခုစားကျွန်တော်ဖိုက်တာတွေက1မှာနေရာရနေတယ်ဆိုတာဟာအမှန်တိုင်းပြောရင်ပြိသက်တွေကြောင့်နေရာရရနေတာဗျဒီပြိသက်တွေကမြန်မာဖိုက်တာတွေပွဲထိုးပြီဆိုရင်စိတ်ဝင်စားတယ်ကြည့်တယ်ပြီးတော့ online ကရောရုပ်တံကရောကြည့်ရလူကများတယ်ကွင်းထဲကိုလာပြီးကြည့်ရလူဆိုရင်လည်းဒုနယ်ဒိနယ်ရှိတယ်ဆိုတာကိုသိလို့1ကဇက်တိုက်ပွဲပေးနေတာအခုပဲကျွန်တော်စဉ်းစားကြည့်လေ ဇန်နဝါရီလအနေစပြီးတော့အခုမတ်လာထိမဖိုင်တိုင်းထိုးခဲ့တာမှာနောက်ပိုင်းမှာဆိုရှုံးတာကြီးပဲတန်စင်ဆိုလင်းဆိုလင်းဆိုနှစ်ပွဲတောင်ရှုံးတယ်နောက်ပြီးတော့စူပါရီရှန်တပ်ပိုင်အောင်အွန်လိုင်းအဆန်းဘရောနီကာအကုန်တန်းစီရှုံးခဲ့တာကြီးပဲအခုအမ်ဝီနဲ့သွေးလင်းထပ်ပွဲလာအောင်မယ်ဒီတော့ကျွန်တော်တို့ဝါဖိုင်တာတွေလောက်ရှုံးနေကြတယ်ဘာဖြစ်လို့ပွဲပေးထားတာလဲမတ်ကတ်ကြောင့်ပွဲပေးထားတာဒီဈေးကွက်ကဝမ်းအတွက်အကျိုးအများအများကြီးဖြစ်ထွန်းနေလို့ကို ဆက်ပြီးတော့ပွဲတည်ပေးထားတာဖြစ်တယ်ဗျဒါပေမဲ့မြန်မာဖိုက်တာတွေကမနိုင်ဘူးဆိုရင်ဝမ်းကမြန်မာဖိုက်တာတွေကိုအထိုးခံမှုစင်ပေါ်ကိုတင်ပြီးတော့တမင်သက်သက်ကိုသူတို့စီးပွားအတွက်အိတ်ထဲကိုထည့်ပေးနေတာဖြစ်တယ်မနိုင်တာများတော့ဘာဖြစ်လာသလဲကိုဖိုက်တာပဲလုံးပါပါတာပေါ့ဒီတော့ကိုဖိုက်တာကဘာတွေပြင်ဆင်ပြီးသွားရင်တော့ဘလို့ဖြစ်နိုင်လဲအစာအာဟာရဘလို့ပြင်ဆင်ရမလဲကျန်းမာရေးကိုဘလို့ပြင်ဆင်ရမလဲဘာတွေတော့ပြင်ပွဲနီးကပ်ရင်မလုပ်သင့်ဘူးဘလို့ဘလို့ထိုးသင့်တယ် ဥမာပြင်မာကုံတစ်ခုနဲ့တော့ပြီးထိုးလို့မရဘူးဆိုင်ထိုးပြိုင်ထိုးဆိုတော့ဝမ်းမှာအလုံးမဖြစ်ဘူးအမတ်နဲ့အနိုင်ကိုဘလို့နီးလန့်ချရမယ်အမတ်နဲ့အနိုင်မြူနိုင်တာဟာဘလို့တွေဖြစ်နေတယ်ဘာတွေအားနေနေလဲဆိုတော့တစ်ဖက်ကစီးစစ်နေကြထောက်ပြလာရင်ကိုကပြင်သင့်တာပြင်ရတယ်လှုပ်တင်တာကြီးလှုပ်ရတယ်ဂိူးဆိုင်တင်တာကိုဂိူးဆိုင်ရတယ်အခုတော့အဲ့လိုမဟုတ်ဘူးအာ report ထုလိုက်ဘာထုလိုက် report ထုလိုက်ရင် page ကျသွားတာပေါ့ဘာဖြစ်လဲသူပြိတဲ့နဲ့သူနဲ့ကတော့သူနောက် page တစ်ခုထောင်းလဲရောက်သွားမှာပဲသူ့ကိုအခိုင်အမာအားပေးတဲ့လူတွေကအဲ့လိုသွားပြီးအားပေးမှာပဲဟုတ်တယ်လေ ဒီတိုင်းပဲဖြစ်နေတာပဲ online မှာကအဲ့တော့သူ့ပိတ်ကတော့ပြတ်သွားတယ်ဟေးငါတို့အောင်မြင်တယ် report ထုတ်လိုက်တယ်ဘလို့ဖြစ်သွားတယ်အဲ့တော့စင်မော်တက်တဲ့ကအဲ့ပိတ်ကြီးပြတ်သွားလို့ good fighter အောင်မြင်လားနိုင်လားဆိုတော့မဟုတ်ဘူးပိုတော်မှဆိုးသွားတယ်ပိုပြီးတော့ဂျလုံးပလုံးဖြစ်သွားတယ်ဆိုရင်အဲ့ဒါကိုနစ်နာတာပဲလေတကယ်ထောက်ပြနေတဲ့လူတယောက်ကိုဒီလိုဖယ်ထုတ်ပြီးတော့ငါတို့လူအုပ်နဲ့ပြောလိုက်ရင်ငါတို့နိုင်တာပဲအဲငါတို့တွေကတွေ့လားလုတ်ပြလိုက်ပြီဆိုပြီးတော့လုတ်တာအဲ့ဒါလူဘင်းကြိုက်တွေပါ ျွန်တော်ပြောရရင်တော့တချို့တော့လို့ရှေ့မှာထည့်ပြီးပြောထားသလိုတချို့တော့လူကြီးကြိုက်တာဇန်ပြိတ္တတွေကအဲ့လိုတွေလုပ်ပါတယ်တကယ်ကောင်းမွန်တဲ့ပြိတ္တတွေကိုတော့သူတို့ကအပြန်အလှန်တိုက်ခိုက်ပါသေးတယ်သူတို့ဘက်ကအုံများရဲဆိုရင်သူတို့ကအဖွဲလိုက်ကြီးနဲ့ဝူဝဲဝူဝဲနဲ့သူကလောက်ကြသေးတယ်အဲ့တော့ဒီလူကြီးကြိုက်တွေရဲ့လက်ခုပ်တန်တွေမှာတာယာမိန်မောနေမယ်ဆိုရင်တော့ဒီမှာပြိတ္တတွေရဲ့ရှေ့ကကောင်းမွန်မလွယ်ပါလူကြီးကြိုက်တွေရဲ့လက်ခုပ်တန်တွေမှာတာယာရင်လူကြီးကြိုက်တွေတိုင်းဖြစ်သွားပြီးတော့မြောင်းထဲကိုပြုတ်ကြသွားပါလိမ့်မယ် မြောင်းထဲကိုထိုးဆင်းရတဲ့ဘွားစီမြန်မာဖိုက်တာတွေရောက်မှန်းမသိရောက်သွားပါလိမ့်မယ်လို့အကြံပြုတင်ပြလိုက်ပါရခင်ဗျာကျေးဇူးအားပေးပြိဿအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ